စာရင်တောင်းရင်နဲ့ကိစ္စတစ်ခုပြောအောင်မယ်ခုနကမှတွေ့လာခဲ့လို့မြန်မာနိုင်ငံမှာတဲ့ကျမတို့နိုင်ငံမှာတဲ့ဟိုဥပဒေအစ်စ်ထုတ်ထုတ်ထုတ်လိုက်တယ်တဲ့ယောက်ျားလေးတယောက်ကဟိုတရားဝင်ဇနီးတယောက်ထပ်ပို့ပြီးတော့ယူပိုင်ခွင့်ရှိတယ်ဆိုပြီးတော့တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြဿနာရဲ့အကြောင်းရင်းကတဲ့အဲ့လေခလေး ကလေးတိုးပွားနှုံးဆိုလားကလေးမွေးစရံဘယ်လိုပြောမလဲကလေးမွေးတာတော့တနည်းတန်းတန်းနဲ့နဲလာလို့ပေါ့ကွယ်အဲ့ဒါကြောင့်မလို့ပြဿနာဖြေရှင်းနေရယောက်ျားတစ်ယောက်ကတဲ့မိန်းမတစ်ယောက်ထက်တင်းရဝင်စနီးမရပေါ့ကွယ်တစ်ယောက်ထက်ယူပိုင်ခွင့်ရှိတယ်ဆိုတော့ဥပဒေထုတ်တာမိန်းကလေးရရောမရဘူးလားယောက်ျားလေးဗာလဲခင်မွန်းတစ်ယောက်ထက်ယူလို့ရလားဥပဒေရ တောင်းမယောက်ျားလေးပဲရလားဒါပြန်မေးကြည့်ရယောက်ျားတူရတော့ဘယ်လိုမှမသိကျွန်တော်မိန်းကလေးတူရတော့စဉ်းစားရင်းနဲ့ပြဿနာတွေကြုံပြီးတော့မြင်ရအောင်နဲ့ဘယ်လိုလုပ်ပြီးတော့စိတ်ချမ်းသာဝင်ရမှာလဲပြီးရင်ခလေးမယူတဲ့အကြောင်းအရာကဘယ်လိုဘာဖြစ်လို့လဲဆိုတော့အခုခေတ်ကုံစည်းနှုံးကိုလည်းကြည်အောင်လေ ကုံစင်းနှုံးနဲ့ခလေးတယောက်ကိုမွေးမြူရမှာနဲ့ထောက်ပံ့ရမှာနဲ့ကိုရီတယောက်ထဲသမားတွေတောင်မှအလုတ်ကင်ဒီလိုအလုတ်ကင်မျိုးဒီလိုစီးပွားရေးစနစ်မျိုးနဲ့တို့တို့ရက်တည်ကြမလဲစဉ်းစားပါဦးပြဿနာရဲ့အရင်းမြစ်ကဘာမှမသိတာလည်းမဟုတ်ဖြေရှင်းရမယ့်ဥစ္စာကိုဟိုးပေါက်နေတဲ့အပေါက်ကတနေရောက်ဟာနေတဲ့နေရာကတနေရောက်ဖြစ်နေကွာ Se ne pare he. မင်းကလေးကတနစ်ကိုကလေးပန်လျောက်မွေလို့ရလဲရလို့လဲဟဲပြောထက်တယ်နော်ဟိုယောက်ျားလေးဖြစ်ပြီးတော့ကျမအခုပြောနေတဲ့ကိစ္စကမင်းကလေးတွေကလေးမမွေတာမဟုတ်ဘူးအခုအိမ်အောင်တစ်ခုမှာကလေးမอยู่ရတဲ့အကြောင်းရင်းကိုပြောနေတာရှင်နော်ကလေးအာလို့ပြောမယ်မတို့မဖွံ့ဖြိုးလာဘူးလူရင်မတိုးလာဘူးဆိုလို့ရှင်မြန်မာပြည်မှာ ဒီဟိုမခိုင်နင်းဝေတို့ဖောင်ဒေးရှင်းတို့အဲ့ဒီမှာလေအဲ့ဒါကလေးတွေပဲလေဟုတ်တယ်မဟုတ်လားပြီးရင်နောက်တစ်ခုကကြတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နားလည်မှုလွှဲနေတာအဲ့ကိစ္စပြောရပြောချင်းပြောတာတဲ့ကျမယောက်ျားနှစ်ယောက်လိုချင်းလိုတယ်ဟာတိုက်ပြီးတော့ရည်လိုက်ချင်းတယ်ရည်ပြီးသွားရင်နော်ရိုင်းသွားရင်လည်းတောင်းပန်ပါတယ်အော်ပါဟဲ့တွေးတက်တဲ့အုံနောက်ကိုလေးစားတယ် ယောက်ျားလေးတွေနဲ့ဒန်းတို့နေယူခြင်းယူဖို့အဲ့လိုလားပြောတာလေမရငယ်လိုချင်တဲ့ယောက်ျားလေးတစ်ပိုက်ကတော့ဆွေးဆွေးကိုခုံသွားတာကျမပြောတဲ့စကားဘာထူးဆန်းလဲဒီဥပဒေမရှိခင်ကတည်းကလည်းမရငယ်နော်ဆိုတော့ယူနေကြတာပဲဥပဒေရှိရှိယူခြင်းနဲ့ဆိုရယူမှာပဲဟုတ်တယ်လားအဲ့တော့ဘာတွေဝင်လာနာနေလဲကျမပြောတာကလည်းပြီးလို့ရှိရင်ဘာလဲဟိုယောက်ျားလေးနဲ့မိန်းကလေးနဲ့ဒန်းတို့ကိစ္စမဟုတ်ကျမကတမန်ကရှန်ကမေးလိုက်တာ မိန်းကလေးတွေယူရင်ရောအကိုတို့ဘယ်လိုနေမလဲကို့မိန်းမကို့ရဲ့တယံဝင်ဇနီးမယားက တခြားယောက်ျားတယောက်နဲ့ဆိုရင် အကိုတို့ဘယ်လိုခံစားရလဲဟမ်ဒါလေးကိုဖြေခဲ့ပေးအော်ရရအဆင်ပြေတယ်ငါမိန်းမကတော့ဘယ်သူနဲ့နေနေငါအတွက်ကတော့အေးစေပဲငါလည်းတခြားမိန်းမနဲ့နေဒီလိုဇေယျလားပျော်ဒီလိုမျိုးလားအဲ့လိုမျိုးလက်ခံနိုင်တာလားရှင်။အော်ကျမတို့လက်မခံနိုင်ဘူးလက်ခံနိုင်တဲ့သူကြီးလက်ခံလိုက် ။နားတော့ကျမရဲ့ post အောက်မှာခွေးလို့လာမဟောင်းနဲ့။စကားပြောသွားရင်ရိုင်းသွားရင်တောင်းပန်နဲ့။နော်။အဲ့တော့ဘသူရဲ့ခင်မြင်သုံးသပ်ချက်ကိုမှကျမကမလိုချင်ဘူး။ကျမတွေးနေကျမပြောတာဘသူမှလည်းမထိခိုက်ဘူး။တရား public ကကျမရဲ့လောက်ပိုင်ခွင့်ကျမအောက်ထဲမှာပြောလို့နော်ရိုင်းရိုင်းဆိုင်တော့လာမမှန်းနဲ့ရိုင်းနဲ့ဆိုတာလူတိုင်းရိုင်းလို့တတ်တယ်ဒါပေမဲ့အတိုင်းတာရှိတယ်နော်အင်းကျေးဇူးတင်ပါတယ်ရှင်